ပြောပွဲရှင်ပွဲဒီသွားတဲ့အခါလက်ကလေးကနောက်တကြိမ်မင်းတဒင်းတကြီးရက်ကက်ကထားတဲ့ကိုခိုးဝင်ပြီးပေါ်နေလာကြတောက်တဲ့အုပ်ကလည်းလူဘွားရဲ့တံပိုးလူတယောက်ကတံပိုး value တစ်ခုကိုပြောင်းလဲသွားစီရယ်လေသူများလိုအပ်ချက်ဖြစ်ပြီးတဲ့ပုံကိုယ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုလည်းပဲလိုအပ်ချက်တွေပါဖြစ်လေရမှာပါလို့ လေးတွေရဲ့ပညာရေးပေါ့နော်ဟိုမိဘမဲ့ကလေးတွေပဲဖြစ်ဖြစ်ဟိုတိုင်းသားလူငယ်လေးတွေပဲဖြစ်ဖြစ်ပေါ့နော်သူတို့ရဲ့ပညာရေးကိုအမားတို့ကအဓိကထားပြီးတော့ဦးစားပေးပြီးတော့ CSR လေးတွေအများနဲ့ပြုဖြစ်တယ်နိုင်ငံတစ်ခုမှာတိုးတက်ခြင်းနဲ့ဆိုရင်ပညာမြင့်မှာပေါ့နော်အော်အာဖရိကနိုင်ငံကျောင်းနိုင်ငံတစ်ခုမှာ ဖတ်ဘူးတဲ့စာလေးအရာပြောမယ်ဆိုရင်တော့နိုင်ငံတစ်ခုတိုးတက်အောင်ဆိုရင်အခုလို စာကြည့်တိုင်းမျိုးစသည်အဖြစ်ပေါ့ပညာနဲ့ပတ်သက်တဲ့ foundation တွေရှိရင်ပို့ပြီးတော့ပါဖြစ်လေတိုးတက်မယ်ပေါ့ဟုတ်လားလူငယ်တွေလည်းပဲ foundation ရှိမှပဲအရာဝတ္ထုမျိုးမဆိုခိုင်ခန့်မယ်လို့ဦးစင်ကပညာနဲ့ပတ်သက်ရင်ပညာ foundation တော့ပါဖြစ်လေခိုင်ခန့်ဖို့လိုတယ်လို့ဦးစင်ကတော့အဲ့လောက်အထိကိုပါဖြစ်လေမျှော်မှတ်ထားတယ်နော် တယ်လို့ဒီစာကြီးတိုက်မရှိဘူးဆိုလို့ရှိရင်တို့အားလက်ချိန်မှာတို့အဆော့နေမယ်အအနာယူခြင်းယူနေမယ်ပေါ့နော်စာကြီးတိုက်လေးရှိနေတော့ကြတော့အခုဆိုရင်ဘာပဲပြောကလေးတွေကအားလက်ချိန်လေးဆိုရင်စာကြီးတိုက်ကိုလာမယ်စာအုပ်လေးဖတ်မယ်တို့ရဲ့အနာဂတ်မှာတို့ဖြစ်ချင်တာလေးတွေတို့ပုံဖော်လို့ရမယ်တို့စိတ်ကူးလေးတွေတို့ဘယ်လိုမျိုးဖြစ်ချင်တယ်ဆိုရဲရည်မှန်းချက်လေးတွေထားလာလို့ရမယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့အခုလိုမျိုးကလေးတွေစာအုပ်လေးအကင်ပြီးဖတ်နေရများတော့တကယ်ကိုပီတိဖြစ်ပါတယ်လို့ကျေးဇူး တင်တာကတော့လူအချက်ကိုလှူတဲ့အလှရှင်ဖြစ်လို့လူအချက်ကိုလူအချက်ကိုလည်းမြတ်စွာဘုရားကိုနိုင်ကလူပါလို့ပြောလို့ပြောမယ်ဆိုရင်လူအချက်ဖြစ်ပြီးတဲ့ပုံကိုယ်ဒီဟိုဂျေစုတင်တယ်လူအချက်ဖြစ်ပြီးတဲ့ပုံကိုယ်ဒီသူများလူအချက်ဖြစ်ပြီးတဲ့ပုံကိုယ်ဒီဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်လည်းပဲလူအချက်တွေပါဖြစ်လေရမှာပါလို့ဘုရားကိုနိုင်ကတာတိတံပါကံစနေတိတူသောအကျိုးပါဖြစ်လေ ပေးมาပါလို့เนาะအခုကောင်းတဲ့ကိစ္စဖြစ်လို့ကောင်းတဲ့အကျိုးတွေပါပဲတိထက်မကပါဖြစ်လေ။ဆောင်ကျင်ရောက်ရှိလာမှာပါလို့ဦးဇင်ကအဲ့လူလေးပဲပါဖြစ်လေ။ပြောချင်ပါတယ်ပေါ့နော်။ ဗုဒ္ဓကိုနိုင်ကိုဟာပညာစီဝွန်လို့ဒါအမိန့်ရှိထားတာခေါ်ကြထားတာရှိတယ်နော်လောကမှာပညာနဲ့အသက်ရှင်ခြင်းဟာအသက်ရှင်ဆုံးပဲလို့ဗုဒ္ဓဟောထားတဲ့အတွက်ကြောင့်မလို့တက်ရှိပဲဖြစ်ဖြစ်တတ်မဲ့ပဲဖြစ်ဖြစ်လောကမှာဘာဖြစ်လဲသူပုံစံတကြလေးလိုအပ်ချက်လေးတွေရှိနေတဲ့နေရာမျိုးမှာ ရှိရင်ပို့ပြီးတော့ဘာဖြစ်လဲအတင့်တဲဆုံးပဲလို့ လို့စာကြည့်တဲ့ကကျမလေးဒီမှန်ထားတာကြပါပြီလုံးချင်တာလေးကကျမစာအုပ်လေးတွေလူခံထားတာလေးတို့ကျမလုပ်ငန်းထဲမှာကျမအမြဲသိမ်းထားတယ်အခုလို့စာကြည့်ရညှူမယ်ဆိုတော့ဆရာတော်ပြောပြတော့လေအရန်ဝမ်းသာခဲ့ပါတယ်ဘာလို့လဲဆိုတော့ကလေးတွေရဲ့ပညာကြီးဟာစာဖတ်မှလည်းပို့ပြီးတော့ထိရောက်ပါလေအခုလူတန်းပေးတဲ့အလူရှင်တွေရောအားလုံးရောအခုလိုပေါ့နော်လာဝိုင်းလောက်ဆောင်ပေးတဲ့လူတွေအကုန်လုံးကိုလေကလေးတွေကကိုစားဆရာဆရာမတွေကိုစားအကုန်လုံးကပြေကိုစားပေါ့နော်ဝမ်းသာပါတယ်လို့ပြောကြတယ် အအဓိကအမားတို့ကလေစာကြီးတိုင်းလှူတယ်ဆိုတာဟုတ်ကြတော့ကလေးအတွက်ကတူတာရတာအကုံပေါ့နော်ဘဟုတူတာအကုံလုံးစုံအောင်လို့အမားတို့စဉ်းစားတယ်အဲโอเคစာကြီးတိုင်းလှူကြမယ်ဘလို့စာအုပ်တွေလှူကြမလဲဒီမှာကျတော့မူလာတန်းကလေးတွေလည်းရှိတယ်အလယ်တန်းအထက်တန်းပေါ့နော်အမျိုးမျိုးရှိရယ်ဆိုတော့မူလာတန်းကလေးတွေဆိုလို့ရှိရင်အမားတို့ကတူတာရတာလောက်ပဲဆိုလို့ရှိရင်လည်းမူလာတန်းကလေးတွေအတွက်ကအဆင်မပြေဘူးဘဟုတူတာရစေမဲ့ဟာလေးတွေပေါ့နော်အဲ့လိုမျိုးကျတော့အမားတို့ဟိုကလေးငယ်လေးတွေကအစသူတို့ဖတ်လို့ရနိုင်မဲ့စာအုပ်မျိုးလေးတွေကိုအမားတို့က စဉ်းစားတယ်အဲရုပ်ပြကာတွန်းလေးတွေပါမယ်သူအားလို့ရှိရင်ဒီအလဲတန်းအထက်တန်းကလေးတွေအတွက်အဲတူတာရတာစာအုပ်လေးတွေပေါ့နော်အဲ့လိုမျိုးတွေကိုအမားတို့တော်တော်အချိန်ပေးပြီးတော့လိုက်ရှာရတယ်ပြီးတော့အမားတို့ရုံးမှဝန်ထမ်းတွေကိုလည်းအလှူခံတယ်ပေါ့နော်အဲအလူခံအမားရကြတော့ဟိုစာကြီးတိုက်လေးလှူရဲဆိုပေမဲ့ဟိုကိုလှူရဲစာကြီးတိုက်ကစာအုပ်လေးတွေကဟိုအရင်ဟောင်းနှွမ်းနေပြီးတော့ကလေးတွေအတွက်အသုံးမဝင်ဘူးဆိုတဲ့ဟာမျိုးလည်းမဖြစ်စေချင်ဘူးပေါ့နော် တကယ်အမားတို့ good morning ကိုအားပေးနေတဲ့မိဘပြည်သူတွေအနေနဲ့ကလည်းဒီလိုမျိုးအကျိုးဖြစ်စေတဲ့အလူလေးကိုလည်းအမားတို့ကလှူပေးခြင်းနဲ့ပေါ့နော်အဲ့တော့အားကြောင့်မလို့ဒီဟာလေးကိုအမားတို့၃လလောက်အချိန်ယူခဲ့တယ်အမားတို့လှူမဲဆိုပြီးတော့ဆုံးဖြတ်ပြီးွားတဲ့အချိန်မှာဖုံမုံကြီးကိုလာလျှောက်တယ်ဖုံမုံကြီးနဲ့နေရာတွေဘာတွေရွေးတယ်ပေါ့နော်နေရာတွေနေထားတွေရွေးတယ်ရွေးပြီးွားတဲ့အချိန်မှာအဲပထမနေရာကဟိုဖုံမုံကြီးကအစင်ပဲပြောဆိုအမားတို့ဒီဘက်နေရာလေးကိုအမားတို့ပြန်ရွှေ့လိုက်တယ်ပေါ့နော်ရွှေ့လိုက်ပြီးတဲ့အချိန်မှာဒီနေရာလေးကိုအမားတို့လှူပစ်သွားတယ်ပေါ့ Three, four, three, two, shot.